ရွေးကောက်ဝယ်နိုင်ရာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ရောင်းငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဖမ်းဆီးခံရပြီးလပိုင်းကြမှာပဲစစ်ကောင်စီတပ်ရဲ့စစ်ကြောရေးမှဆုံးပါသွားခဲ့ရတယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဂျွန်လ၄ရက်မှာသတင်းထုတ်ပြန်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရောင်းငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာဒီကရက်နှစ်ဒီဇင်ဘာလအတွင်းပြည်ဦးလွေမြို့မှာဖမ်းခံရတာဖြစ်ပြီးလွန်ခဲ့တဲ့လအနည်းငယ်လောက်မှာတော့စစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တာလို့ CRPH ကအသိပေးထားပါတယ်။ဖမ်းဆီးခံရပြီး၅လကျော်ကြာမှလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းရဲ့တရင်ကိုသိရတာဖြစ်ပြီးသူ့ကိုစစ်ကောင်စီကတရားစွဲဆိုတာထောင်ကိုပို့တာမဟုတ်ပဲစစ်ကြောရေးမှာပဲရိုက်နှက်တက်ဖြတ်လိုက်ပြီးဆိုတော့ကိုတရင်အသိကြရခဲ့တယ်လို့ CRPH အတွင်းရေးမှူးဦးထွန်းမြင့်က People's Spin ကိုပြောပြပါတယ်။စစ်ကောင်စီရဲ့စစ်ကြောရေးမှာကြာဆုံးသွားသူဦးအောင်စိုးမင်းဟာ2015နဲ့2020အထွေထွေရွေးကောက်ပွဲနှစ်ရပ်စလုံးမှာ NLD ပါတီကိုစားပြုတ်လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရသူပါသူဟာမိခင်ဖြစ်သူရဲ့နာရေးကိုတွားရောက်ရင်ပြင်းဦးလယ်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတူရဲ့တရင်ပေးမှုကြောင့်ဖမ်းဆီးတာခံလိုက်ရတယ်လို့မြေဆက်သူတို့ကဆိုပါတယ်အခုလောပြည်သူလွတ်တော်ကိုယ်စားလှယ်ဥအောင်စိုးမင်းစစ်ကြောရေးစခန်းမှာကြာဆုံးသွားတဲ့ပေါ့ညာစွာစိတ်မကောင်းဖြစ်ရပြီးတင်ဆောင်မှုနဲ့ပတ်သက်လို့စစ်ကောင်စီမှာအပြည့်အဝတာဝန်ရှိတယ်လို့ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ကသဘောထားကြေညာထားပါတယ် တဆက်တည်းမှာပဲစစ်ကောင်စီရဲ့လက်ထဲမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အပေါ်ဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်းညှားစွာစိုးရိမ်ပူပန်နေတယ်လို့ဖော်ပြပါတယ်။ CRPF ရဲ့လွှတ်တော်ကိုယ်စားလှယ်စစ်စစ်ရဲကော်မတီကကောက်ယူထားတဲ့အချက်လက်တွေရောလက်ရှိအချိန်ထိအာဏာသိမ်းစစ်ကောင်စီဟာလွှတ်တော်ကိုယ်စားလှယ်59ဦးကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေထဲက3ဦးဟာစစ်ကောင်စီရဲ့စစ်ကြောရေးမှာ လူမဆန်စွာညှဉ်းပန်းနှိစက်တာလုံလောက်တဲ့စေကူတောက်ခွင့်မရတာတို့ကြောင့်ထောင်တွင်းမှာတည်ဆုံးခဲ့ရပါတယ်ပြီးကြတဲ့2022ခုနှစ်ဇွန်လမှာဆိုရင်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီးတဲ့နောက်လမ်းဘေးတနေရာမှာရရဆက်ဆက်တပ်ဖြတ်ခဲ့တယ်လို့ CRPH ကအသိပေးပါတယ်ဒါအပြင်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နေရက်စုံကွာတင်းရှောင်နေရတဲ့လွှတ်တော်ကိုယ်စားလှယ်24ဦးဟာလုံလောက်တဲ့စေကူတောက်မှုမရလို့တည်ဆုံးခဲ့ရတယ်လို့လည်း CRPH ရဲ့အချက်အလက်အရသိရပါရှင့်